မပြောနဲ့ငါမိဘကဆင်းရဲလို့ဒါကြောင့်ငါဆင်းရဲတာမဆိုင်ဘူးမွေးကလေးကယူလို့မရမင်းဘဝမှာမင်းယူလို့ရတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ဆိုင်မွန်ဖြစ်ပါတယ်ဒီဘဝမှာသူများလို့တမဘဝကနေမလွတ်မြောက်ပဲနဲ့ဆင်တော့ဘယ်တော့မှမင်းချမ်းသာမှာမဟုတ်ဘူးဒါကျွန်တော်တယောက်တည်းပဲပြောတာမဟုတ်ဘူးဘယ်စားအောင်မဆိုဒီတိုင်းပဲပြောတယ်တစ်သေးတိုင်းကဒီတိုင်းပဲပြောတယ် မင်းဘလောက်ပဲပင်ပန်းပင်ပန်းလုပ်နေပါစေမင်းဘလောက်ပဲစ조사조사လုပ်နေပါစေဘယ်တော့မှမင်းချမ်းသာလို့မရဘာဖြစ်လဲတကယ်လို့ဥပမာမင်းကတလကိုတထောင်ခွဲနဲ့အလုပ်လုပ်တယ်အဲ့ဒီအလုပ်မှာမင်းကဘောနပ်တွေဘာတွေပေးတယ်တချို့လောက်ကအကောင်းဆုံးစင်တော့ဇယ်လတောင်ပေးတယ်ရှိတယ်အဲ့ဒီဇယ်လမှာတလကိုမင်းကိုတထောင်ပေးတယ်တစ်နှစ်ကိုမင်းဘောနပ်တစ်သိန်းရတယ်အဲ့ဒီဘောနပ်တစ်သိန်းကရောမင်းချမ်းသာလား မချမ်းသာဘူးဘယ်တော့မှမင်းမချမ်းသာဘူးဒါပေမဲ့သူများအလုပ်ကိုမပေးလုပ်ဘူးလားမဟုတ်ဘူးသူများအလုပ်တွေလည်းလုပ်မယ်ကိုအားလတ်တဲ့အချိန်တွေကိုကျွန်တော်တို့အလုပ်ကနေပြန်လာပဲဖြစ်ဖြစ်စနေတနင်္ဂနွေပဲဖြစ်ဖြစ်တခြားဝင်ငွေရတဲ့အလုပ်တွေကိုကျွန်တော်တို့ပြန်ရှာရမယ်ဒီတိုင်းမဲ့နေတော့လို့မရဘူးမင်းအလုပ်စနေတနင်္ဂနွေနားရစီရတော့မင်းဒီတိုင်းမပြီးသွားလို့မရဘူးအလုပ်ကနေပြန်လာပြီးစံတော့ဖုန်းကြည့်အေးအေးဆေးမရဘူး ဘယ်တော့မှမင်းဘဝချမ်းသာမှာမဟုတ်ဘူးဘယ်တော့မှသူများလို့တမဘဝကနေလွတ်မြောက်မှာမဟုတ်ဘူးမင်းဘဝကိုမင်းဖြစ်တင်ရမယ်မင်းအားလက်တဲ့အချိန်တွေကိုနောက်ချက်ဝင်ွယ်ဝင်အောင်မင်းလုပ်ကိုလုပ်ရမယ်မင်းမလုပ်ဘူးဆိုရင်တော့သူများလို့တမဘဝကိုဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဒီတိုင်းပဲမင်းလုပ်နေမယ်ဆယ်နှစ်လောက်ပြည်လာတယ်မင်းချမ်းသာနေပြီလားမချမ်းသာဘူးနော်မင်းအချိန်တွေအများကြီးမရှိတော့မင်းလက်စားဘယ်လောက်တူးမလို့လဲအများဆုံး၁၀ရာခိုင်နှုန်းပေါ့ င်းရဲ့တက်ကကြီးနေပြီမင်းအသက်ကြီးလာတလားမင်းရဲ့ကုန်ကြမ်းငွေတွေမင်းရဲ့စရိတ်တွေညားလာတာပဲရှိတယ်ဒီတိုင်းပဲမင်းအချိန်တွေကိုဖြုံးနေမဲဆိုရင်တော့သူများအလုတ္တမဘဝကနေဘက်တော့မှမင်းလွတ်မြောက်မှာမဟုတ်ဘူးသူများအလုတ္တမဘဝကမကောင်းဘူးလားကောင်းတယ်ဖြစ်လေမင်းအတွက်ဝင်ငွေလေဘက်ငွေတွေရတယ်ဒါမဲ့မင်းအားလတ်တဲ့အချိန်တွေကနေမင်းအချိန်တွေကိုဖွဲ့စည်းပြီးတော့ခွဲပြီးတော့နောက်ထပ်ဝင်ငွေတွေကိုမင်းရှာကိုရှာရမယ်မင်းမရှာလို့မရဘူး ဒါကြောင့်သူများလို့တမဘဝလည်းမမှားဘူး။မင်းဘဝကမင်းတိုးတက်အောင်မလုပ်တာမင်းအမှားမပြောနဲ့ငါမိဘကချမ်းသာတယ်။မပြောနဲ့ငါမိဘကဆင်းရဲလို့ဒါကြောင့်ငါဆင်းရဲတာမဆိုင်ဘူး။မင်းမိဘဘလောက်ပဲဆင်းရဲဆင်းရဲနေပါစေအမေအပေါ်မှာမူတည်တယ်။ကဘာကြီးထဲမှာချမ်းသာနေတဲ့တသိကြီးတွေကသူမိဘကလည်းချမ်းသာပြီးတော့ချမ်းသာလိုက်တဲ့လူတွေမရှိဘူး။တုံညကလည်းပဲစတဲ့လူတွေပဲကဘာကြီးတောင်မှပြောင်းလဲလို့ရတဲ့တသိတွေအများကြီးရှိတယ်။ မွေးကလေးကရွေးလို့မရဘူးမင်းဘဝမှာမင်းရွေးလို့ရတယ်မင်းဘယ်လန်းကိုသွားမလဲမင်းဘယ်လိုမျိုးပဲကိုဖြစ်ချင်လဲဒါမင်းပေါ်မှာမူတည်တယ်တချို့ကဇင်တော့အလောက်ကနေပြန်လာပြီးတော့မနာမနဲ့ဇင်တော့ဘာလို့လဲ online စီရောင်းမယ်အမ် line လွှင့်မယ်သူ့ကဂိမ်းဆော့ရင်လည်းဝင်ဝင်ရှာတာလည်းရှိတယ်ဒီလိုမျိုးလေတခုခုပဲမင်းအတွက်အကျိုးရှိတဲ့မင်းအတွက်ဝင်ဝင်ဝင်တဲ့အလုပ်တွေကိုရှာကိုရှာရမယ်ဆိုင်ဖွင့်နိုင်မယ်ဇင်တော့ဆိုင်သေးသေးလေးပဲဖြစ်စေမလုံရမှာ မကြောက်နဲ့ကြာရှုံးမှာကိုမကြောက်နဲ့လူဆိုတာကြာရှုံးမှုမရှိဘယ်တော့မှအောင်မြင်မှုမရှိဘူးမင်းမကြာရှုံးဘူးရင်မင်းဘယ်တော့မှအောင်မြင်မှုကိုမင်းသိမှာမဟုတ်ဘူးလဲကြရင်ပြန်ထမယ်အရွယ်ရှိတုန်းအချိန်ရှိတုန်းလဲကြရင်ပြန်ထရလဲကြပြီးတော့ငါလှုပ်ဖူးတယ်ကြောက်တယ်အဲ့လိုမျိုးဖြစ်မှာဆိုလို့ကြောက်လူတိုင်းကကြုံရမှာပဲဒါတွေကပြင်းလို့မှမရတာမင်းဘဝမှာမင်းကိုယ်ပိုင်အလုပ်တည်သေးလေးပဲဖြစ်စေတည်သေးလေးကနေမင်းပြန်ချက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 ်ရင်နဲ့ကြီးသွားတာ ကဘာကြီးတောင်ပြီးနိုင်တယ်။နောက်ထပ်ဝင်ဝင်ဝင်တဲ့အလုပ်တွေကိုမင်းကိုယ်တိုင်မင်းရှာယူမယ်။မင်းမှာဘာရှိတယ်။မင်းမှာဘာတက်လဲ။မင်းတက်တဲ့အရာတွေကိုလေ့လာပြီးတော့လောက်ပါလို့မှာချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အားလုံးမင်္ဂလာပါ။